တပိရမဟိတာကတခါတုန်းကမေးဘူးပါသည်ဖျားတဲ့ဥပမာအနေနဲ့ပြောရပါလိမ့်မယ်။ယခုတရားဝဲတွင်ရှိနေသောလူတစ်ယောက်ကချက်ချင်းအသက်ရှူရ၍တေဆုံးသွားပါကထိုသူတေဆုံးပြီးကုသကံအရှိန်ကြောင့်ဘဝတစ်ခု ရောက်ရှိသွားပြီးသူတေသွားပြီးဆိုတော့သူသိပါသလားဖျား။သူလူဘဝကဘယ်သူဘယ်ဝါဆိုတော့ရောသိပါသလားဖျား။ဒီမေခွန်းကအဲ့တော့ သိတဲ့လူလည်းရှိတယ်မသိတဲ့လူလည်းရှိတယ်ပေါ့နော်သူဟာလူဘဝကိုပြန်ဖြစ်မယ်တခြားဘဝတွေရောက်သွားမယ်ဆိုရင်သူ့ဘယ်ဘဝဆိုတာမသိမသိနိုင်တာဘာကြောင့်မသိတာတုံးဆိုတော့သူဟာဒုက္ခကြီးကိုဖြတ်တန်းရတာကိုသိတယ်ဆိုတဲ့ဒုက္ခနောက်မိခင်ဝမ်းထဲဝင်ပြီးတော့လူပြန်ဖြစ်တယ်ဆိုတော့စဉ်းစားတာကြည့်တော့နော်သေးသေးလေးကနေစပြီးတော့ဖြစ်နေရတဲ့ဖြတ်တန်းရတဲ့အချိန်တွေက သူမှမေ့လျော့ပြီးတော့နေတဲ့အချိန်မေ့မျောပြီးတော့ဖြတ်တန်းရတာဖြစ်သည့်အတွက်ကြောင့်သူ့ဘဝကိုပြန်ပြီးတော့တိဖို့ဆိုဇာတိတ္တရဆိုတဲ့ဟိုအတိတ်ဘဝကဇာတိတ္တရဉာဏ်မျိုးပေါ့တင်ညာမျိုးရမှသာလင်သူမှတ်မိနိုင်တယ်။ရှားတဲ့မှာ မေ့သွားနိုင်တယ်ပေါ့အများကြီး။အဲအကယ်၍သူကနတ်ဖြစ်သွားတယ်ဆိုရင်နတ်ဆိုတာလူလူဖြည်းဖြည်းလေးကလလရေကြီးကနေမွေးနေတာမဟုတ်ဘူး။ ဒီဘဝသေပြီးတော့နောက်ရောက်ဘဝကနေဖြစ်တဲ့ဟာမျိုးကြရင်တော့သိတယ်အဲ့ဒါတော့သိနိုင်တယ်ပေါ့နော်သူကသူတခါတော့ကြားဥဒါတခုပြောပြမယ်ဘုန်းကြီးတပါးပြန်တော်မူသွားတယ်ပြန်တော်မူသွားပြီအဲ့ဒီဘုန်းကြီးကတရေဖြစ်တယ်အဲ့တော့ပြန်တော်မူသွားပြီချက်ချင်းတရေဖြစ်တဲ့အခါကျတော့သူကသူအတိတ်ဘဝလို့ဘုန်းကြီးလိုပဲအောင်းမိတ် ဘုန်းကြီးလို့အောင်းမိပြီးကျောင်းပေါ်မှာဆောင်းတော့ထိုင်ရကြည်ဖြစ်တဲ့။ကြည်လိုက်တဲ့အခါကျတော့သူအပေါ်တက်ချင်စိတ်ပေါ့ရင်လွှားကနေရောက်သွားတယ်။နောက်ကျတော့သူ့ကိုယ်ကိုသူပြန်ကြည့်မိလိုက်တဲ့အခါအမွှေးတွေထူလပြင်းနဲ့တွေ့နေတဲ့အခါကျမှဩငါသေးလာတယ်ဆိုတာသိရတယ်။အဲ့ဒါလို့ဘဝမျိုးကြတော့လည်းပဲဒါမျိုးဖြစ်တတ်သေးတယ်ပေါ့နော်။ဒါမျိုးဖြစ်တတ်သေးတယ်။ပြုတ်ခဲ့ ရုတ်တရက်မွေးဖွားလာတာကိုဥပပပတိတ္တိလို့ခေါ်တယ်။အဲ့ဒီရုတ်တရက်မွေးဖွားလာတဲ့ဘဝမျိုးဆိုရင်တော့တိတယ်။အဲ့လိုမဟုတ်ဘဲနဲ့မိခင်ဘဝမှာတော့ဒီလိုမွေးဖွားတဲ့လူတွေကတော့သူတိုင်းမသိနိုင်ဘူးဒါ